အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ24ရက်နေ့ရဲ့မွန်းတဲ12နာရီချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာလေးတစ်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါပါခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းအကြောင်းအရာတွေကတော့ DKBA စောင့်ကြက်တဲ့တရုတ်ကြားဖြန့် site ကိုကဲနလီကဝင်ရောက်စီးနှင်းလိုက်ပါတယ်ခင်ဗျာ DKBA တပ်သားတွေနဲ့လက်နက်တွေကိုဖမ်းဆီးထိမ့်သိမ်းလိုက်ပါတယ်ပခုတ်ကူမြို့နယ်အတွင်းမှာရှိတဲ့ဂျမ်ဖတ်စစ်တပ်ကိုဒေါ်လာရေးတပ်ဖွဲ့တွေနှစ်လအတွင်းတိုက်ခိုက်ခဲ့တဲ့ရုပ်သံဖိုင်ထုတ်ပြန်လာပါတယ် ိုက်ခိုက်မှုတွေအတွင်းမှာထိခိုက်သေးဆုံးမှုတွေကဘလို့ချင်းနေရှိပါတယ်။ MBD ကြားမြတ်တဲ့ဥဆောင်သူဗိုလ်မိုက်ခဲကပြည်သူတွေထံရုတ်တံဖိုင်တစ်ခုနဲ့သတင်းစကားပလာတာရှိပါတယ်။နေဆက်တျောက်ထိုင်းစစ်တပ်ကလုံခြုံရေးတိုးမြင့်ပြီးတော့မြမပြည်ကတိုက်ပွဲခြေနေတွေကိုစောင့်ကြည့်နေပါတယ်။မင်္ဂလာတို့မှာတော့ပွဲသားဆိုသူကចောင်းသားနှစ်ဦးအမျိုးသားတအူးကိုအလုရမယ်ဆိုပြီးစစ်တပ်ထဲကိုရောင်းစားလိုက်ပါတယ်ခင်ဗျာ။ ပီအန်အိုပြည်သူ့စစ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ဖေခုံမြို့နယ်ကစစ်ပေးဆောင်မြို့သမီး၃ဦးသေဆုံးသွားရပါတယ်။ဒီသတင်းလေးနဲ့အတူထူးထူးခြားခြားသတင်းဖြစ်စဉ်ကြောင်းရာတွေကိုနားဆင်ရမှာပါခင်ဗျာ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မင်းလက်ပံကြေးရွာကတရုတ်ကြားဖြန့်ဆိုင်ကိုလုံခြုံရေးစောင့်ကြပ်နေတဲ့ DGBA နဲ့စစ်တပ်က GNL တပ်ကိုစတင်ပစ်ခတ်တဲ့အတွက် GNL ပူးပေါင်းတပ်ကအဲ့ဒီကြားဖြန့်ဆိုင်ကိုစီးနှင်ပြီး DGBA တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ကရင်သတင်းမီဒီယာထံကနေသိရပါဗျာ။ မင်းလက်ပံကျေးရွာကတရုတ်ကြားဖြန့်ဆိုင်ကိုစောင့်ကြပ်နေတဲ့ဘူတခွားတိဦးစီးတဲ့ဒီမိုကရေစီကျိုးပြုကရင်တက်မတော် DKBA ဟာအချမ်းမတ်ဆက်ရှုံးကောက်စီနဲ့ပူးပေါင်းပြီးကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNL ကိုစတင်ပစ်ခတ်ခဲ့တာလို့စီးရေးသတင်းရင်းမြစ်ကပြောပါရခင်ဗျာ။နိုဝင်ဘာ22ရက်မှာ KNL ပူးပေါင်းတက်ကိုတနက်နေ့စတင်ပစ်ခတ်ခဲ့တဲ့အတွက်ဒေါ်လာရေးပူးပေါင်းတက်ကအဲ့ဒီကြားဖြန့်ဆိုင်ကိုဝင်ရောက်စီးနှင်းပြီး DKBA တက်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်ပါရခင်ဗျာ။ဆက်ရှုံးကောက်စီတက်နဲ့ KNL တက်မှ6ပူးပေါင်းတက်တို့ကြား တိုက်ပွဲတွေပြင်းထန်နေချိန်မင်းလက်ပံရွာတရုတ်ကြဖြန့်ဆိုင်ကိုစောင့်ချက်ပေးနေတဲ့ DKBA ဘိုးတခွားသည့်ဦးစီးတဲ့တပ်ဖွဲ့ကကင်းနလီတပ်မ6ပူပေါင်းတက်ကိုစတင်ပစ်ခတ်ခဲ့ရမှာတော်လန်ရေးပူပေါင်းတက်တွေကပြန်လည်ပစ်ခတ်ဖြစ်ခဲ့ပြီးနှစ်ဖက်ပစ်ခတ်မှုခဏတာဖြစ်ပွားခဲ့တယ်လို့ကရင်သတင်းမြစ်ကဆိုပါတယ်ဒီလိုပစ်ခတ်မှုဖြစ်ပြီးတဲ့နောက်ကင်းနလီတပ်မ6က DKBA ထိန်းချုပ်ထားတဲ့မင်းလက်ပံရွာကတရုတ်ကြဖြန့်ဆိုင်ကိုဝင်ရောက်စီးနင်းခဲ့ရာ DKBA တပ်ဖွဲ့ဝင်20ခန့်နဲ့လက်နက်ခဲယမ်းတွေကိုဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ MVD မြင်းညာဘလက်တိုက်ကတက်ဖွဲ့ဂျာမက်တက်ဥဆောင်သူဘုံမိုက်ခဲကပြည်သူတွေထံကိုရုတ်တံဖိုင်တစ်ခုနဲ့သတင်းစကားပလာတာရှိပါတယ်ဒီရုတ်တံဖိုင်ကိုကျွန်တော်တို့ကြည့်ရှုနားဆင်ကြည့်အောင်ပါခင်ဗျာဂျာမက်လိုက်နော်ပြေးဖို့မဟုတ်ပြေးဖို့မဟုတ်စွာဖို့စွာဖို့ဆေးကိုတစားစို့ ွေတိုင်းတွေကတိုက်ပွဲသတင်းတွေကိုကြည့်အောင်ပါခင်ဗျာမကွေတိုင်းပခုတ်ကုတ်ခရိုင်တွင်းမှာရှိတဲ့ဂျမတ်စစ်ရှုံးကောင်စီတပ်ဖွဲ့တွေကိုစက်တင်ဘာ30ကနေနိုဝင်ဘာ16ရက်တွင်စီးရင်လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ Agri People Defense Force ကသတင်းထုတ်ပြန်လာပါတယ်စက်တင်ဘာ30ရက်နေ့ကပခုတ်ကုတ်ခရိုင်မြစ်ချေမြို့မှာရှိတဲ့လက်ပတ်ချောင်းကျေးရွာမှာမိနစ်နှင်းငယ်ကြာတိုက်ပွဲဖြစ်ပြီးတော့ဂျမတ်စစ်ရှုံးကောင်စီတပ်တွေတဆွဲထားတဲ့ဘုံကြီးကျောင်းစာသင်ကျောင်းနဲ့ဆက်လက်စိတ်တွေကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်အော်ဒီဘလာတရက်နေ့မှာလည်းပခုတ်ကုတ်မြို့မှာရှိတဲ့ကန်ရက်ရွာနဲ့တန့်ကြီးရွာကိုစစ်ကြောင်းထုတ်လာတဲ့ အကြမ်းဖက်စစ်ရုံးကောင်စီတပ်တွေနဲ့အော်တိုဘား3ရက်4ရက်5ရက်အထိတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားခဲ့ရမှာစစ်ရုံးကောင်စီဘက်ကပါရမတာ3စီးနဲ့ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ဆိုထားပါတယ်။အော်တိုဘား22ရက်နေ့မှာတော့ပခုတ်ကူမြို့ညောင်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ရုံးကောင်စီစစ်ကြောင်းနဲ့လမ်းမိုင်းတနေရာမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။လွေမာ၁၂နှစ်မှာတော့မြန်မြွနယ်စက်မှုဇုံ၂ကနေဝက်ပုတ်ရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ချုံးကောက်စီတပ်တွေနဲ့ထပ်ပြီးတော့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။တိုက်ပွဲတွေမှာတော့အချမ်းမတ်စစ်ချုံးကောက်စီတပ်ဘက်က၅ရောက်သေးပြီ တော်လိုင်းရဲဘော်နှစ်ဦးကြဆုံးကအင်အားချိနဲ့သွားတဲ့စစ်ရှုံးကောင်စီတပ်ဟာဆက်မှုဆုံးနှစ်ဘက်ကိုပြန်လည်ဆုတ်ခွာသွားပြီးအမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာတွေကနေအချမ်းဘတ်စစ်ရှုံးကောင်စီအလောင်းချုပ်နဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။တင်းကကြွေပါရှိတဲ့ပြူစောတိဒူးခေါင်းဆောင်တအုပ်နဲ့အပေါင်းပါတအုပ်ဟာနိုဝင်ဘာလ16ရက်နေ့ကပေါ်တာဆွဲဖို့ထွက်လာချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကသူတို့နှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲ့ဒီထိပ်တွေ့တိုက်ပွဲတွေကိုတော့ Aguibibe Defense 4ပခုတ်ကူခရိုင် Local PD ရဲ့အခြားမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း Aguibibe Defense 4ကထုတ်ပြန်ထားတာဖြစ်ပါတယ်ခင်ဗျာ။ ။တိုင်းမြန်မာနယ်သက်ကကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာချမ်ပတ်စစ်ကော်မရှင်တပ်နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော်ကယ်နယ်လီပူးပေါင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်နေတာကြောင့်ထိုင်းစစ်တပ်ကထိုင်းဘက်ခြမ်းမှာလုံခြုံရေးတွေတိုးမြင့်ပြီးတော့ခြားထားတာကိုတွေ့ရပါတယ်။မြမဘချမ်းကတိုက်ပွဲတွေကြောင့်လုံခြုံရေးချင်းချောက်မှုတွေနဲ့တရားမဝင်ဝင်ရောက်မှု NLR တွေဖြစ်ပေါ်လာတဲ့အတွက်နေသက်တျောက်မှာလုံခြုံရေးစီမံတွေတည်တည်တသာတိုးမြင့်ထားတယ်လို့နိုဝင်ဘာလ23ရက်မှာထိုင်းသတင်းဌာနတွေကဖော်ပြကြပါဗျ။ထိုင်းထူတပ်ဖွဲ့တွေကနေရောညပါကင်းလင်းမှုတွေလှုပ်ဆောင်နေပြီ နေဆက်ဖြတ်ကျော်နေရာတချို့မှာယာယီစောင့်ကြည့်ရေးဂိတ်တွေချထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာ21ရက်ကလည်းမြန်မာဘက်တိုက်ပွဲတွေကနေလက်နက်ကြီးချိုထိုင်းဘက်ကိုကြားရောက်ပောက်ကွဲပြီးပျက်စီးမှုနှင်းငယ်ရှိခဲ့တယ်လို့လည်းထိုင်းသတင်းတွေကဆိုပါတယ်ခင်ဗျာ။ပြည်ပခါတွေပို့ပြီးတော့ကျေပြန့်ပြင်းထန်လာခဲ့ရင်ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက်လည်းမဟာဗျူဟာမြောက်နေရာတွေမှာအရင်လက်နက်တွေထပ်ပြီးတော့တိုးချထားတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်မှာចောင်းသားတွေပါဝင်လူငယ်မျိုးသား၃ယောက်ကိုပွဲစားဆိုသူကအလုရမယ်ဆိုပြီး အချမ်းပတ်စစ်တပ်ထံလေးလဲရောင်းစားခဲ့ကြောင်းရန်ကုန်စကောက်နက်ဝက်ကထုတ်ပြန်ကြေညာထားပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ22ရက်ကမင်္ဂလာလုံမြို့နယ်ကုန်တလပေါင်းကြေးရွာအလယ်ပိုင်းမှာနေထိုင်တဲ့ဆယ်ကျော်သက်ကျောင်းသား2ယောက်နဲ့အသက်20ရွယ်မျိုးသားတစ်ယောက်ဟာပွဲစားဆိုသူချိန်းဆိုတဲ့ဝါယာလဲရက်ွက်ကိုတွားရောက်ရင်းမိသားစုနဲ့ဆက်သွယ်ပြတ်တောက်သွားခဲ့တယ်လို့သိရပါတယ်နောက်နေ့နိုဝင်ဘာ22ရက်နေ့မှာတော့အဲ့လူငယ်တွေကမိသားစုတွေစီအသီးသီးဆက်သွယ်လို့ရင်းသူတို့ကိုပွဲစားလို့သူကဘကိုးတိုင်းတောင်ကူမြို့ကစစ်တပ်စခန်းတစ်ခုစီရောင်းစားလိုက်တာဖြစ်ကြောင်းအတိအပြပြောကြားခဲ့ပါတယ်။ ူငယ်တွေရောက်ရှိသွားတဲ့ဆေးရုံစုတရင်ဘက်ကတော့အသက်20ရွယ်မျိုးသားကိုပြန်မလွတ်ပေးကြောင်းနဲ့ចောင်းသားလူငယ်တွေကိုတော့တယောက်ကိုငွေကျပ်340နဲ့ပြန်ရွေးနိုင်ကြောင်းမိသားစုတွေစီကိုအတည်ပေးခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာဂျမ်ဖတ်ဆေးရုံစုကရန်ကုန်မြို့တွင်ပေါ်တာဆွဲဖမ်းဆီးတာတွေကိုဆိုးဆိုးဝါးဝါပြန်လည်လှုပ်ဆောင်လာပြီးစစ်တပ်နဲ့နေစီချက်ချင်းပို့ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာ။ဒီလိုလှုပ်ဆောင်ရမှာလူငယ်တွေကိုအလုတ်ကင်ခွင်လန်းနေမူရစေဝါပြည်တစားစတဲ့နီလန်းပေါင်းစုံတွေကိုတုံးပြီးတော့ခေါ်ဆောင်တက်ကြောင်းသိရပါတယ်။အလုတ်နဲ့မျှခေါ်ပြီးတော့ စစ်မှုထမ်းနဲ့ထက်နေတာတွေခဏခဏတွေ့နေရမှုအလုံးနဲ့ချိတ်ဆက်ကြတဲ့အခါတရားစစ်စစ်ကြဖို့တတိပေးချင်ပါတယ်။အဲ့ဒါပြင်မူရစိနဲ့ခေါ်ရာတွေကိုပြည်သက်သားတွေနဲ့ကိုနီမျိုးစုံနဲ့ရှိနေလို့လူငယ်တွေအနေနဲ့ဒီချိန်မှာဘယ်သူ့ကိုမှအယုံမလွယ်တင့်တော်ပါဘူးလို့ရန်ကုန်စကောက်နက်ဝက်တာဝန်ရှိသူကတတိပေးပြောဆိုပါတယ်။တလောက်ကိုစစ်မှုထမ်းရေးအတွက်လူ9000ပြည့်မီအောင်စေုပ်စုကတတ်မှတ်ထားတယ်လို့အချမ်းဘတ်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကလည်းရှေ့တန်းစစ်မြေပြင်မှာတေပြောက်များနေတာကြောင့်စစ်တပ်လက်ပါစစ်တွေကလူအယောက်ဝယ်နဲ့ပြန်မေးဆွဲ ငွေညစ်တာတွေစူးစူးဝါးဝါးလှုပ်ဆောင်နေကြတာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတပုတ်အနေနဲ့ရှမ်းပြည်နယ်ဖေခုံမြို့နယ်မှာဆစ်ဆောင်ပြည်သူတို့ချို့တောင်ယာပြန်လုနေတဲ့အချိန်အကြမ်းစစ်တပ်လက်အောက်ခံပို့ပြည်သူစစ် PNO တပ်ဖွဲ့ကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့်အမျိုးသမီး၃ယောက်ထိမှန်သေဆုံးခဲ့တယ်လို့ဂျော့ဖော်ကရားထံကနေသိရပါဗျ။နိုဝင်ဘာ၂၂ရက်နေ့မနက်စင်နာရီလောက်မှာဖေခုံနောက်ချမ်းဘောရန်ဆစ်ဆောင်စခန်းနဲ့နတ်ဘလုံဆစ်ဆောင်စခန်းက ဆက်ဆောင်ပြည်သူ9ယောက်ဗရန်ရွာအနီးတောင်ရပြန်လုံနေချိန်ပို့ပြည်သူစစ်ပီအန်တို့တပ်ဖွဲ့ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီပစ်ခတ်မှုကြောင့်အသက်60အရွယ်အဖွားတယောက်56နှစ်အရွယ်မြို့သမီးနဲ့18နှစ်အရွယ်မြို့သမီးတို့ထိမှန်ပြီးတော့တည်ဆုံးခဲ့ရတာပါ။ပီအန်တို့လက်နက်ကြီးပစ်ခတ်တဲ့နေရာဟာအရင်ကဗရန်ရွာသားတွေဆစ်ဆောင်ပြီးတောင်ရလောက်ကင်နေတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။စစ်တပ်လောက်ခံပြန်တို့ပြည်သူစစ်ကပြီးခဲ့တဲ့အော်တိုဘာလမှာဖေခုံနောက်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုအင်အားများပြားနဲ့စစ်ကြောင်းတို့ဝင်ရောက်လာခဲ့ပြီးရွာသားတွေကိုတပ်ဖြတ်တာနေအိမ်တွေနဲ့ဖျားချောင်းတွေကိုမိရှို့တာ တောင်ရလောက်ကန်သူတွေကိုလက်နက်ကြီးတွေဒရုန်းတွေနဲ့ပစ်ခတ်တာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဆယ်လာပိုင်းကစကားဆက်နဲ့ပြန်လို့တွေဘောရန်ရွာနှစ်ထဲကိုစစ်ကြောင်းထုတ်လာတယ်။အဲ့ဘက်ကိုလက်နက်ကြီးအများကြီးပစ်ခဲ့သေးတယ်။အဲ့ဒါနဲ့အဲ့နေရာမှာနေကြတဲ့ဘောရန်ရွာနှစ်ကစစ်ဆောင်ပြည်သူတွေကနောက်ထပ်တနေရာကိုထပ်ပြီးတော့ပြေးဆောင်ရတယ်ဆိုပြီးတောင်ရှိသူကရှင်းပြပါတယ်။စစ်တပ်နဲ့ပြန်လို့ပြည်သူစစ်တွေဟာစစ်ဆောင်ပြည်သူတွေအနေနဲ့သူတို့ဆက်ပြုတ်ပြီးတော့ကြံခဲ့တဲ့တောင်ရရီစီသွားတဲ့အခါကင်းထောက်ဒရုန်းတွေနဲ့ပြန်ဝဲပြီးမကြခင်ချိန်မှာလက်နက်ကြီးပစ်ခတ်တာမျိုးတွေလုပ်လေရှိတယ်လို့လည်းသိရပါပါခင်ဗျာ။ နောက်ထပ်သတင်းပုတ်အနေနဲ့အကြမ်းစစ်တပ်ထိချုပ်ထားတဲ့တရုတ်မြန်မာနယ်စပ်မူဆယ်မြို့ရဲကိုစစ်ရှုံးကောင်စီတပ်ကရဟန်းရင်နဲ့လူအင်အားဖြစ်တင်းနေတယ်လို့ဖြစ်စဉ်ကိုမြင်တွေ့ခဲ့ရသူအမျိုးသားတအုပ်ရဲ့ပြောပြချက်အရသိရပါတယ်။နိုဝင်ဘာ22ရက်နေ့နေ့လယ်3နာရီဝန်းကျင်ထိမူဆယ်မြို့ဟိုမွန်ရက်ကွက်မှာရှိတဲ့လေ့ကျင့်ရေးခွင့်ပေါ်ကိုရဟန်းရင်နဲ့စစ်သားတွေအဆက်မပြတ်ခြားပစ်နေကြတာဖြစ်ပါတယ်။ကိုရိုင်းမြင်ခဲ့ရသူအမျိုးသားတယောက်ပြောပြတာက Husky တန်ကြရတော့ထွက်ကြည့်တာစစ်သားတွေပဲအပြုံလိုက်ဆင်းလာတာတွေ့တယ်။အတက်တော်မရှိဘူးလာချသွားတာလို့သူကပြောပါတယ်ခင်ဗျာ။ ။ဒါပြင်မြို့ရင်းမှာလည်းနိုဝင်ဘာ22ရက်နေ့ညနေမှာစစ်ကားတွေတွာလာပြုလုပ်နေတယ်လို့အဲ့ဒီမြို့သားကပြောဆိုထားပါတယ်။လက်ရှိစစ်ရှုံးကောက်စီတက်ထင်းချုပ်ထားတဲ့ရှမ်းမြောက်လာရှုံမြို့နယ်မှာစစ်ရှုံးကောက်စီတက်နဲ့ကိုကန့်တက်တို့စီရေးတင်းမှနေပြီးအပြန်လန်လန်းကြောင်းတွေပိတ်ထားသလိုစီရေးချင်းတွေလည်းချုပ်ထွေးနေတာကြောင့်အခုလိုစစ်အင်အားဖြစ်တာတွေဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်ခင်ဗျာ။ဒီကနေ့တော့သူတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အရှင်မင်းတုံညာဗုဒ္ဓတက္ကသိုလ်ရဲ့တော်လိုင်းနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒစကားဖြစ်ပါတယ်။ ညကတင်ဆက်ခဲ့တဲ့တော်လန်စကဝိုင်းမှာဆရာတော်ကအခုလိုမျိုးမင်ကြခဲ့တာပါတော်လန်ရေးအောင်ဖို့အတွက်ဘယ်လိုမျိုးကြင့်ကြံလှုပ်ဆောင်ရမလဲဆိုတာကိုဖျားဟောခဲ့တဲ့တရားဓမ္မနဲ့ချိန်ဆပြီးတော့မင်ကြခဲ့တာဖြစ်ပါတယ်နားဆင်ကြအောင်ပါခင်ဗျာအဲတော့အဲဓမ္မနဲ့အာရမအပြိုင်နေပွဲဓမ္မကအားကောင်းရမယ်ဆိုပြီးတော့ဆရာတော်ကြီးဟောကြားတဲ့ပြောတဲ့စကားဝိုင်းတွေမှာတပည့်တော်တို့နေ့စဉ်ကြုံကြိုက်တဲ့အခါတိုင်းမှာ နားထောင်ရပါတယ်ဒီဩဝါဒတွေကိုခံယူရပါတယ်အဲ့တော့ဒီကာလမှာဓမ္မနဲ့အာဓမ္မအားပြန်ကြရတဲ့ဆိုတဲ့နေရာမှာအရင်ကာလအရင်ကာလဟိုခြီးပြီးတော့ပြောရမယ်ဆိုရင်တော့ဘုရားဟောပေါ့ဗျာဘုရားဟောပေါ့ဆိုတဲ့အထက်မှာတပည့်တော်တို့ကတော့လူငယ်တယောက်တွေနဲ့ခံယူတာဘုရားဟောခဲ့တဲ့ထဲရစကလုံးတွေမှာတသနာဖြစ်နေခံယူပါတယ်တချို့ဟိုဟောပြောညွှန်ကြားမှုတွေကိုဒါဘဝမှာဟိုနိဗ္ဗာန်ရောက်ဖို့မတိုင်ခင်မှာ လူဘဝမှာလည်း တချို့ကိစ္စတွေအောင်မြင်ဖို့ဆိုလို့ရှိရင်ဒသနအနေနဲ့တပည့်တော်တို့လိုက်နာရမယ်ကျင့်သုံးရမယ်အရာတွေလို့မှတ်ယူပါတယ်အဲ့တော့ဒေါ်လာရေးကြီးမှာရောတပည့်တော်တို့ဟိုနောက်ထပ်ဟိုတန်ဇနီးယားမလွတ်မြောက်ခင်ဒီဒေါ်လာရေးကြီးမှာရောအောင်မြင်ဖို့ဆိုလို့ရှိရင်အဲ့ဒီဒသနတွေတွေကတပည့်တော်တို့ခံယူရမယ်ဒသနချို့ကိုလည်းအဲကြားနာခြင်းပါတယ်ဖေယားဆရာတော်ပြန်ပြီးတော့အလှည့်ပေးပါတယ်ဖေယားဟုတ်ကဲ့ပါ။ကိုရီးယန်ရေးကျေးဇူးအများကြီးတင်ပါတယ်။နော်ရှင်မလည်း ပြောဆိုပြီးတော့ကြတဲ့နော်ညီပြင်ကရဲဘော်တွေသူတို့ရဲ့ခက်ခက်ခဲခဲကြိုးစားနေတဲ့သူတို့ရဲ့ရည်မှန်းချက်ပန်းနိုင်တွေကိုဦးဇင်းတို့ကြားသိရတဲ့အခါမှာလည်းပဲအများကြီးကုန်ဝမ်းမြောက်ပါတယ်ဦးဇင်းတို့ဗုဒ္ဓကနော်စနစ်တကျတိတိကျကျကြကြနာနာညွန်ပြထားတဲ့အရာတွေတော့အများကြီးပါပဲယနေ့ဒီတော်လန်ရဲ့ အောင်မြင်ဖို့ပေါ့နော်ဓမ္မစွမ်းအားအင်အားကြီးဖို့ဟေးဆိုရင်အရေးကြီးဆုံးကဦးဇင်းတို့24ပစ္စည်းထဲမှာဟေးဆိုရင်အဓိပတိပစ္စည်းဆိုတာရှိပါတယ်အလုံးဟေတုပစ္စည်းရောအာရမဏပစ္စည်းရောအဓိပတိပစ္စည်းရောလို့ပြောတဲ့တည်းမှာအဓိပတိပစ္စည်းပါအဓိပတိဆိုတာမြန်မာလိုပြန်လို့ရှိရင်စိတ်ကိုကြီးမားခိုင်ခန့်အောင်လုပ်ရတာပါအဲ့ဒီမှာအဓိပတိ၄ပါးဆိုပြီးရှိပါတယ် ဲ့ဒီမှာဦးဇင်းတို့သန္တာဓိပတိဟိဆိုတာယဉ်ချံတဲ့သန္တာတက်ပေါ့နော်သန္နဝတ္တကိဏမကမနာတိတ်စတိတဲ့သန္တာတက်ပြင်းထန်ရင်မပြီးဆုံးတဲ့ကိစ္စမရှိဘူးတဲ့ဤကိုပြီးတဲ့အောင်ကိုအောင်မြင်တယ်လို့ဒီလိုမျိုးပြောထားတာပါနော်ယနေ့ဒီလူတွေကလည်းပဲနော်စခဲ့တဲ့ကိုကမတို့အောင်ကိုအောင်ရမယ်နိုင်ကိုနိုင်ရမယ်ဟိဆိုတဲ့ကြီးမားတဲ့သန္တာပဲဒါဟာအဓိပတိပဲ ဒီဥစ္စာနဲ့ဥစဉ်တို့ဟာဆက်သွားနေတဲ့အတွက်ကြောင့်တစ်ဖက်မှာအာဇမကောင်ကြီးကအာနေလာပြီးတော့ပြုတ်ကျလာတာပါနော်အဲ့တော့ဥစဉ်တို့ဒီဘက်ကစန္ဒတ်ချက်တွေပြင်းထန်နေဓမ္မတက်တွေအင်အားကြီးလာရင်တေးကြတယ်လောကကြီးရဲ့တဘာဝဟာရေနဲ့မီးပါဘူးမီးပေါ်နိုင်ရင်ဥစဉ်တို့ရေအားများအောင်လုပ်ရပါမယ်ထိုင်စုတောင်းနေလို့မရပါဘူးဥစဉ်တို့အင်အားတွေဖြည့်ကြရပါမယ်တစ်ဖက်မှာလည်းပဲမိစ္ဆာကောင်တွေက1962ခုနှစ်တည်းကယနေ့ မိတ်ဆက်ကောင်မရောက်နိုင်ဖြစ်ဟေးဆိုတာအလုံးမင်းသိကြတဲ့အတိုင်းပဲနော်နှစ်ပေါင်းနေတော့တာမှမဟုတ်တာအဲ့တော့သူတို့ကတိုင်းပြည်ကိုကာကွယ်ဖို့မဟုတ်ဘဲနဲ့ဖြစ်စည်းဖို့တက်ဖြတ်ဖို့နှိမ့်ဆက်ဖို့ဒီအာဏာကိုအမြဲထားပါလားကိုင်ဖို့ဟေးဆိုပြီးအာဓမ္မကိုတီဆောက်ထားတာသူတို့ကလည်းအာဓမ္မအင်အားကြီးပါတယ်ဒီကြီးတဲ့ဟာကိုဦးဇင်းတို့ကယနေ့ဓမ္မအင်အားကြီးကိုကြီးရမယ်ဟေးဆိုပြီးတော့ယနေ့ပြည်ရင်းပြည်ပနော်ပြည်ပကဟေးဆိုတာထောက်ဖို့အားဖို့ ယူရိယဟိဆိုတာယနေ့ရဲဘော်တွေကနေပြီးအသက်ဆုံးဘဝဆုံးနော်အငတ်ခံပြီးရတဲ့နီးနဲ့တော်လန်တိုက်ပွဲဝင်နေကြတာဒါဟာသန္နာဓိပတိဆိုတဲ့ဗုဒ္ဓပြောထားတဲ့သန္နာဝတ္တဂိဏမကမနတိစတိနတိစတိဆိုတဲ့ဟာဒီတဲ့နဲ့ဥစဉ်တို့ရှေ့ကိုတွားရင်ဥစဉ်တို့အောင်ကိုအောင်ပါပါနော်နောက်တစ်ခုကဗာလေးဆိုရင်ဥစဉ်တို့ဝိရိယဓိပတိပါပြင်းလို့မရပါနော် ယနေ့လည်းပဲဦးဇင်းတို့ရဲဘော်တွေဟာမခိုးမကက်တကယ်ကိုပြင်းထန်တဲ့ဝိရိယအားတွေဒီမှာလည်းပဲပြောထားတယ်သင်တန်းတွေဟေ့ဆိုတာဦးဇင်းတို့အများကြီးတွေ့ရတယ်နော်ယနေ့မြေပြင်ရဲဘော်တွေနေရာဌာနအတိတိပါပဲသခိုင်းမခွေးကင်းပြင်းနေဟိုကချင်းအကုန်လုံးကတကယ်အင်မတန်မှပြင်းထန်ပါတယ်နော်ဒီတော်ရင်းတွေမှာကြင့်ရတာဒါဝရိယတက်တွေသူတို့ပြင်းထန်တဲ့အတွက်ကြောင့်ယနေ့ဒီအောင်ပွဲတွေဖြစ်လာတာပါနော်ဒါကြောင့်မလို့ အဓိပတိတရား၄ပါးပါကျေပြောခဲ့တဲ့စန္ဒတ္တဟာဘုရင်တို့မဆုံးမနစ်ပို့ဖို့ကြီးလာအောင်ပဲလုပ်ရပါမယ်တွန့်သွားတာမဖြစ်ရပါဝရိယတက်ကလည်းပဲထိုဒီ၎င်းပဲပို့ဖို့ပြီးတော့ကြီးလာလာပဲဖြစ်ရပါမယ်ဒါရုနှစ်ကငါးနှစ်ကြာလို့နေပါရင်မဟုတ်ပါဘူးပြင်းထန်ရင်ဦးဇင်းတို့အောင်ဝဲဖြစ်မှာပါပဲနော်နောက်တစ်ခုကဘာလဲဆိုရင်စိတ်ဓာဓိပတိပါဦးဇင်းတို့ရဲ့စိတ်ဟာကြီးကျယ်ရမယ်မြင့်မြတ်ရမယ်ခိုင်ခန့်ရမယ်တမာရီဖြစ်နေရမယ် ဘာနဲ့မှမရင်းရံရဘူးနောက်ပြန်မလဲရဘူးဘေကောင်တွေကဘလို့ပဲဝါရမိုင်းနေလားတိုက်တိုက်ငါတို့ရေးချေထားတဲ့လမ်းဘယ်တော့အခါမှနောက်မဆုတ်ဘူးဒါရှိနေရမယ်မင်းတို့ရေးဆိုလေ1998တဲကနေယနေ့တည်းဒီစိုက်မမစိတ်ရှိတယ်ဘယ်တော့မှနောက်မဆုတ်ဘူးနိုင်ကိုနိုင်ရမယ်ဟေ့ဆိုတဲ့စိတ်နဲ့ပဲဝါပါတယ်နော်ဒါဟာအင်မတန်မှအရေးကြီးပါတယ်ဒီစိတ်ကသူများဖြတ်လို့မဖြတ်ပါဘူးကိုပြက်မှာကိုဖြတ်မှာပြက်တာပါမိမိတို့ကတယောက်ချင်းစီတိုင်းကဒါကိုခိုင်ခတ်အောင်တည်ဆောက်နေကြဖို့အရေးကြီးပါတယ် ောက်တစ်ခုအရေးကြီးဆုံးကဝိမန္တာဓိပတိဟိဆိုတဲ့ပညာပါစစ်တိုက်နေတာဖြစ်ပါလေဦးဇင်းတို့ခုနကပြောခဲ့တဲ့အသက်တွေနဲ့ရင်းနေကြရတာဖြစ်ပါပညာအရေးကြီးပါဇာတိအများကြီးဖတ်ကြရမယ်လေ့လာရမယ်စီရေးတွေကိုအများကြီးဘာအုပ်တွေအများကြီးရှိပါတယ်စင်နီးပြူဟာတွေနော်အများကြီးဓာတ်တွေကိုပညာကံတွေရကျေပြန့်ရမယ်နော်ထောက်ဖို့ဟိဆိုလဲကျေပြန့်ရမယ်ဦးဇင်းတို့ဓမ္မဘတ်တော်ဓာတ်တွေကဒါရန်သူဘက်ကစိုက်ွားလာတာလားဘယ်ဟာအရေးကြီးဆုံးလဲ ဒါတွေကဘယ်ဟာကလာပြီးတော့လွှမ်းမိုးဖို့လှုပ်လာလဲဒါတွေအလုံးသိရမှာပါ နော်ဒီ၄ပါးဟာအင်မတန်မှကျေပြတ်ပါတယ်ဒါဥစဉ်ရလေဒီနမှာကဥစဉ်တို့အလုံးအလုံးလေးပဲရှိမှလည်းပြောတော့တာတွေနဲ့ဟေ့ဆိုလို့ဥစဉ်ကအတူချုံးပြောရတာပါနော် အောင်မြင်ဖို့ဟေ့ဆိုရင်ဒီ၄ချက်ကိုဖယ်လိုက်ရင်ဥစဉ်တို့မအောင်မြင်ပါဘူးတယောက်ချင်းစီတိုင်းတစ်ဖွဲ့ချင်းစီတိုင်းဥစဉ်တို့ထောက်ဖို့တွေရောယနေ့မြေပြင်ရဲဘော်တွေရောအင်ယူကြီးရောနော်အကုန်လုံးအကုန်လုံးဥစဉ်တို့ဓမ္မဘတ်တော်သား အားလုံးဟာဒီလေးချက်ကိုခိုင်ခန့်တည်တဲ့ခိုင်ခန့်အောင်တည်ဆောက်ကြရင်တစ်ဖက်မှာစစ်မိတ်စာတွေကအခုလိုပဲဒီချက်ပုံပြီးတော့ကိုဘုံလေပြုတ်သွားမှာပါယနေ့လေဒီဒီအဓိပတိလေးပါအင်အားကြီးလာလို့အဓိပတိတက်ထားလို့ဒါလည်းရင်စစ်မိတ်စာဘက်ကနော် brain wash တွေအကြောက်တရားတွေကြောက်တရားဆိုအတွက်ကြည့်ပြဟိုနေရရဲဘော်ကိုနော် PDF တွေကယ်လိုက်တာဟေ့ဆိုရင်တွေ့ကျင်မှာထောင်းနှံ1230ဟေ့ဆိုတာဒါအကြောက်တရားရိုက်ပြင်းပြီးတော့ ုနေ့ကပြောခဲ့တဲ့၄ပါးကိုဖျက်ပစ်တာစိတ်တဲ့အင်အားတွေစာနာအင်အားတွေဝရိယတွေတဖျက်ပစ်တာနော်ဒါကိုခုနေ့ကပြောခဲ့တဲ့မိမိတို့ကအသက်ဆုံးပြီးသွားကြလာတဲ့အခါမှာတွေ့ကြည့်ခုနေ့ကပြောခဲ့တဲ့၄ချက်ပြည့်စုံနေလို့သူတို့ကဒီလိုဟာတွေလုံနေတဲ့ဟာကိုဦးဇင်းတို့ဘကဒီဘက်ကအင်အားအဓိပတိကြီးနေရင်သူတို့ဘကသေးပြီးတော့ပြုတ်ကျသွားမှာဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းကညီကုန်းချုပ်အားဖြင့်ဒီအဓိပတိ၄ပါးဟာတယောက်ချင်းစီတိုင်းမှာပြင်းပြထန်ထန်တက်ထားပါ နော်စိမိတ်စာဘက်ကဘလို့စိုက်ဝါမျိုးလာပါစေဒီဥစ္စာကိုကြော်ဖြတ်ပါရှိမှာဗိုလ်ချုပ်အောင်ဆန်းလို့ဟေးဆိုလဲစာဖတ်ရင်စစ်တိုက်စစ်တိုက်ရင်စာဖတ်နဲ့ဘုဒ္ဓတရားလေးလာစီးပူးပြီးတော့သူတို့လွတ်လပ်ရေးကိုအရယူပေးသွားတာဖြစ်ပါတယ်နောက်တစ်ကြောင်ဝိဇင်းတို့ဒီ၄ပါးအလုံးအချက်ကိုပုံမပြည့်စုံကြီးတဲ့ပြည့်စုံအောင်အဓိပတိကြီးမှုတည်တဲ့ကြီးမှုအောင်နော်ခိုင်ခန့်တည်တဲ့ခိုင်ခန့်အောင်တိဆောက်ပြီးတော့ဝိဇင်းတို့ယနေ့ຫນွေဦးတော်လန်ရေးကို မိမိတို့ပန်းနိုင်အောင်ဒီအထိစိမိတ်ဆံအားလုံးညီကုန်းချုပ်ပါဒီအထိဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကိုတီချောင်နိုင်တဲ့အထိအားလုံးတက်ညီလက်ညီနဲ့ပါဝင်ကြပါလို့ပြောကြရင်ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဒါဒီကနေ့မိုးတဲ့၁၂နာရီချိန်ထိနောက်ဆုံးတွေ့ရတဲ့သတင်းဖြစ်စဉ်ကြောင်းရာတွေကိုကျွန်တော်ဝင်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်း စွန့်ဝင်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့တူကျွန်တော်တို့ညခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်